ချေပြုတ်ချမ်းကြတော့ကျွန်တော်တို့ရှင်မတဲ့ခေဝင်အခန်းကြီး24 36ဝန်း44เนาะအဲ့ဒါကိုကျွန်တော်တို့အချိန်တက်တောင်းကျွန်တော်တို့အစီအစဉ်တိုင်းဆိုင်ထဲမှာရှိတယ်เนาะအဲ့ဒါကိုကျွန်တော်တို့အခုနကျွန်တော်ဖတ်သွားတဲ့ကျမ်းပိုက်ကြတော့ကျွန်တော်တို့အာဒီရှင်မတဲ့ခေဝင်အခန်းကြီး24ကိုထောက်ပို့ပြုရှိတဲ့ရာဖြစ်တယ်အေးဒီတတဝလေးပါချံကိုအနည်းငယ် အာကျွန်တော်ပြန်ပြောသွားမှာဖြစ်ပါတယ်အဲ့တော့အဲတတဝ၄ပါတဲ့နော်တတဝ၄ပါအแทမှာအာဖြစ်နိုင်လို့ရှိအအစင်ပြေအစင်ပြေတော့ဆရာမခံလို့ပြပြပါနေနေလဲလို့ရှင်တော်လည်းတော့ပေါ်လာနေတယ်ဟာကြားလေးကြားတယ်ဟုတ်တော့ပြရဲမဟုတ်ဘူးမဟုတ်ဘူးအပေါ်ပုံတတဝ၄ပါအဲแทမှာကျွန်တော်ပရမတတဝ ဟာတက်တက်အဲဟုတ်တယ်တဲ့အဲဆက်ဆက်ဆက်နေလာဟောပြီအဲ့မှာဗျာရဲကြခါကြီး6အပိုင်းငယ်တက္ကနီ၈ကြီးနော်အဲ့မှာဖတ်ဖတ်ဖတ်သွားတဲ့ခါမှာပထမတတဝါကြတော့ဗာလဲအဲ့မှာရေးထားတယ်မြင်းဖြူနော်မြင်းဖြူအဲကြတာပုံပေါ်ဒီဟာအေးမြင်းဖြူကိုဘာဖို့ပြတာလဲဆိုရင်အိုကိုဗစ်19နော်ကိုဗစ်ရောဂါကိုတွား ဟိုကြိုတင်ပြီးတော့ပေါ်ပြတာဖြစ်တဲ့ဒီတတဝ၄ပါးကပေါ်လာပြီးဆိုရင်ခရစ်တော်ပြန်ပြီးတော့တပံကြွလာဘူးတကယ်တကယ်ကိုနီးလာပြီးဆိုတာကိုကျမ်းစာပေါ်ပြတာအဲ့တော့အာအမေရိကန်မှာရှိတဲ့ဆရာထောင်းကင်းနော်အာသူဆရာသူ YouTube မှာဟောထားတဲ့အရာကိုကျွန်တော်ကူးကားမယ်ဆိုရင် covid နော်ကျွန်တော်တို့အာမတ်နော်မတ်တတ်တဲ့ခါမှာအဖြူတော့ပါရဲ့နော်အဖြူပါရဲ့အနည်းပါအနည်းရောနဲ့ပါရဲ့ဒါပေမဲ့အများသောဖြစ်အဖြူတက်လို့ရှင်ပို့ပြီးတော့ဆင်ပြီးနော်ကိုဗစ်ကိုဗစ်ကာလအတွင်းမှာကိုဗစ်ကာလအတွင်းမှာတည်တဲ့သူရောတကြုံတဲ့သူရောဘာဝတ်ထားလဲအဖြူအဖြူဝတ်ထားတယ်ဝတ်လုံးအဖြူဝတ်ထားတယ်အဲ့တော့ဒီ တတဝမြင်းဖြူကဘာပေါ်ပြထားလဲဆိုရင်ဒီအတိတ်အနန္ဒီနမိတ်ဒီယောဂကူဖြစ်ယောဂဘုံเนาะပေါ်ပြထားတာဖြစ်တယ်လို့ကျန်တဲ့ပုဂ္ဂိုလ်တွေကပြောထားရဲ့နောက်ပြီးတော့ဒုတိယတတဝကျတော့ဗာလဲဆိုရင်မြင်းနီเนาะဒါဟုတ်ပါပေါ်ပြထားလဲဆိုရင်နိုင်ငံတနိုင်ငံနဲ့เนาะဒီအချင်းချင်းဟိုတနည်းဆိုရင်ကျွန်တော်မထင်မှတ်ပဲနဲ့ ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားတို့เนาะရှစ်ဖြစ်နေဒါဂုံတိတ်ခါတော့ရှိပါတယ်ပုံပလလဲပြောမယ်ဆိုနိုင်ငံတနိုင်ငံเนาะတော့မြန်မာပြည်ကြတော့ကျွန်တော်ဂုံတိတ်ခါတိမရှိမြန်မာပြည်အတွင်းမှာအချင်းချင်းတိုက်ခိုက်နေတယ်အဲ့ဒါတိတ်မမိုက်ဟောတိုးတက်ဘူးလုံးဝမရှိဘူးအဲ့တော့အခုနိုင်ငံတနိုင်ငံရှစ်ရှစ်တိုက်နေတာမဟုတ်လားအခုအခုအားရှာထားလဲအများကြီးပြောထားပြီ ယူကရိန်းနဲ့ရုရှားနိုင်ငံကအကြီးတဲအခု9လ6လနစ်နစ်ပြီတော့မယ်ရှစ်တိုက်တာအခုအမေရိကသမ္မတဆမ်လက်ဒီယူကရိန်းဖက်မှာပါမယ်ဆိုပြတဲ့ဒီမနဲ့မှာနော်အာတတိယမှာပါလာတယ်အဲ့တော့ဒီယာဟူတတဝါထဲမှာဒီမြင်းနေပေါ်လာပြီဆိုနိုင်ငံတနိုင်ငံနဲ့ရှစ်ဖြစ်တော့မယ်နော်3 C 10နော်ဒီ3 C 20 ဟိုပုံရဲ့တွေကျွန်တော်အများကြီးတွေ့ရတယ်။နော်ဒီရှစ်ဖြစ်တဲ့အချိန်မှာဟိုနိုင်ငံတကာနိုင်ငံရှစ်ဖြစ်ပြီးတော့ကျွန်တော်တို့အာပြဿနာနော်ပြဿနာတွေအများကြီးဖြစ်ပေါ်လာတာကိုကျွန်တော်တွေ့ရတယ်။နောက်ပြီးတော့တတိယတတဝါကြတော့ဘာကိုလဲဆိုရင်မြင်းနဲ့အမဲရောလို့ဟောမလားနော်မြင်းနဲ့ကိုတော့ပါပိုင်ထားလေဒီကျန်းစာတိုင်းမှာပါ ပေါ်ပြလဲချိန်ကွင်းကိုခြိုက်ထားတယ်ဘာဦးတော့ဘာပေါ်ပြထားလဲဆိုရင်လူရည်ပညာနဲ့ဖရာကိုပုံကန်တော့မယ်ပုံကန်တော့မယ်အခုဘာတွေဖြစ်လဲအိုင်အိုင်ပညာနော်အိုင်ပညာနောက်ပြီးတော့အခုနိုင်ငံတိုးတက်တဲ့နိုင်ငံမှာဂျပန်တိုင်းနိုင်ငံတို့နောက်ပြီးတော့အမေရိကတို့မှာတို့ဘာကိုလောက်ခိုင်းနေပြီဆိုရင်စိတ်ရော ဆက်ရောက်ဆိုတာလူနဲ့လုံးဝမကွာခြားဘူးနော်ဝိညာဉ်မရှိတာပဲရှိတယ်ကျွန်တော်တို့အဲ့ဆက်ရောက်အာရုပ်ဆိုအဆုံးပြောမယ်ဆိုရင်အဲ့ဆက်ရောက်တွေကကျွန်တော်တို့တက်တောင်ပူတော်တယ်အားကိုရတယ်နော်ပင်ပန်းတယ်ဆိုတာလည်းမရှိဘူးကျွန်တော်တို့ဒီမှာတယောက်ကိုခိုင်းလိုက်လို့ဆိုရင်ဟာဘိုက်ဆာရယ်နင်းနဲ့လှုပ်လိုက်တော့ဆိုတာနော်ဆင်ပြင်ပေးတာရအများကြီးရှိတယ်အဲ့ဆက်ရောက်တွေကဘိုက်လည်းမစားဘူးအဲ့ငိုက်တယ်ဆိုတာလည်းမရှိဘူး တခါတခါကျွန်တော်တရားဟောတဲ့အခါမှာနားထောင်ခိုင်းပြီးတော့အားရစရာကောင်းမလားလို့နော်ကျွန်တော်အားနဲ့ဆက်လို့ခေါ်မလားကျွန်တော်တရားဟောတဲ့ချိန်မှာအိမ်ငိုက်တဲ့သူရှိလို့ရှိရင်တခါလဲရပ်ပစ်ချင်တယ်နော်တိတ်စိတ်မကောင်းအာကောင်းနေဖြစ်စီမကောင်းနေဖြစ်စီနားထောင်နေစင်တာပေါ့နော်အဲ့အတွက်လဲကျွန်တော်အကောင်းဆုံးပြင်ဆင်ထားတယ်အတတ်နိုင်ဆုံးပြင်ဆင်ထားတဲ့အချိန်ပြပြတော့ပြင်ဆင်ထားတယ်အဲ့တော့ ဘာလဲဆိုရင်လူရရပညာနဲ့ဖျားကိုပုံကန်တော့တယ်။ဟေးအခုတချို့တော့ဆရာတွေကကျွန်တော်တို့ကျွန်တော်တို့ရဲ့အခက်ရောက်တော့မယ်။မကြခင်ရင်ကျွန်တော်ဖျားခင်ကျွန်တော်တားနေရောက်ပေးထားတယ်။တားနေရောက်ပေးထားရင်ကျွန်တော်ဆုတောင်းထားတယ်။ပညာအယံမြင်လွန်တော့ကျွန်တော်ချွေးမတွေပါလာမယ်။အချွေးမကလေးမရလာရင်ခါရှေ့ရောက်လာလူရောရဲ့လာဆိုတဲ့ရည် ပါလာတယ်တကယ်တကယ်ဒီဒီကျန်းစာပေါ်ပြတ်ထားတယ်ဘာတတိုင်းမှမရှိဘူးကျန်းစာခက်အမီဆုံးတော့တတိုင်းစာလို့ခေါ်တယ်နော်ဒီကျန်းစာပေါ်ပြတ်ထားတယ်ချိန်ခွင်ကိုကြိုက်တာဘာပေါ်ပြရလဲဆိုရင်ဖျားကိုပညာနဲ့ရှင်ပြေရှင်တာပုံကန့်ရှင်တာအခုဆက်ရုပ်ပေါ်လာတယ်တချို့တော့နေရာမှာနော်လူရောဟုတ်ရဲ့လားလူလားဆက်ရုပ်လားကွဲခြားလို့မရဘူးနော်ကျွန်တော်တို့ တမက်ရှိမဲ့သူတွေရောချွေးမရှိမဲ့သူတွေရောဆူတောင်းထားရမှာဆေယုတ်เนาะဆေယုတ်ချွေးမသည်ဆေယုတ်တမက်ဒီမရှိဘူးအရင်တော့ကျွန်တော်ချင်းပြည်နယ်မှာကျွန်တော်တို့တမက်ရှိတဲ့ပူတယ်နတ်နတ်မနဲ့အိမ်ထောင်ပြုတ်တဲ့သူဆိုတာရှိ။တွားနွားကြောင့်တာအဲတမိုက်ကိုဟိုဘာပေါ့ by the way ပေါ့နော်။နွားကြောင့်တာဆိုအိမ်နွားကြောင့်တဲ့ခါမှာတဲ့ အဲ့နွားပြောင်းတဲ့တော်ထဲမှာနတ်မတယောက်ရှိတော့အဲ့နတ်ကောင်မလေးနဲ့ချစ်တိုက်တော့အင်ထောင်ပြူလာကလေးမရနိုင်ဘူးတဲ့ကလေးမရနိုင်တော့ဖြစ်ချင်တော့အဲ့နတ်မအနေအင်ထောင်ပြူသွားတဲ့ခါမှာတတော့ကြောင်းတဲ့နောက်ဒီနွားတွေအရန်ပေါ်သွားပေါ်များတာပေါ့နော်အရန်တူးပွားတာအရန်တူးပွားတော့ အဲ့ဖြစ်စရုပ်စာတိုးပွားတဲ့ဘက်မှာတော့ဝမ်းတားတယ်။ဒါနဲ့တို့ကအာဒီမြို့ဆက်ပိုင်းမှာတိတ်ကလေးမရနိုင်တော့တို့ကဘာစူးစမ်းပြီးတော့အဲ့တို့ချွေးမာဒီအဲ့ကောင်မလေးကိုစူးစမ်းလိုက်တဲ့အခါမှာနော်ဒီကောင်မဒီအမျိုးသမီးတဲ့အိမ်ကလူနဲ့မတူဘူးဆိုပြီးမှအဲ့နတ်နတ်ကိုဇွားနေမောင်းထုတ်တာအဲ့တမိုင်းတကယ်ရှိခဲ့ဘူး အဲအဲ့သူတို့ရဲ့ချွေးမကိုမောင်းထုတ်သွားတဲ့ခါမှာအောင်းအဖွဲကောင်းတာသူတို့နနောက်ပေါ်မြတ်ကျွဲဝတဲ့နနောက်ကြီးကတကောင်းတကောင်းပြီးတကောင်းဘယ်ရောက်သွားမှမသိဘူးတဲ့ပျောက်သွားတယ်တဲ့နော်ပျောက်သွားတယ်အဲ့တော့သူတို့ပြန်ပြောတာအရေးဖြစ်မလားဆိုတာတော့နော်ပြောတတ်လာအဲ့တော့အခုနောက်ဆုံးတော့ကာလအခုစနေပြီနော်ကျွန်တော်ပြောတာကျွန်တော်ပြောတာမဟုတ်နော်ဒီတကယ်ဖြစ်ပြက်နဲ့ဒီကျန်းစာနော် အဲ့မှာပညာဒီအရန်ထွန်းကားလွန်တော့ဒီကျက်စာထဲမှာဗာပြောထားလေဒီနာရီတပြားနဲ့ဒီနာရီဆိုအရန်ဒီဆွေဒီနော်ဆွေဒီပြောတာတဲ့ဒီဆွေငွေသတ္တနာဒီအရန်တန်ဖိုးရှိတဲ့တပြားနဲ့ကျုံဆန်တစ်ခွက်ဒူညီမယ်မူယောဆန်တုံးခွက်ကိုရတယ်နော်ဆွေလောက်ခေါမလားတို့တပြား အခုမြန်မာဝင်နေရှင်တပြားဆိုရှင်တော်တို့တိတ်နှဆယ်လောက်ရှိမနော်ဒီနာရီတပြားကိုတိတ်နှဆယ်တောင်းချင်ရှိတယ်စဉ်းစားစဉ်းစားပါဦးဒီတိတ်နှဆယ်လောက်နဲ့စံခွက်သုံးခွက်ကိုဝယ်ရမယ်ဝယ်မယ်ဆိုတာအခုအခုချိန်မှာစံတပြားဘယ်လောက်ရှိလဲ4500ရှိမယ်6000လောက်ရှိမယ်နော်ကျွန်တော်တို့အေး9000ပတ်ဝန်းကျင်ပေါ့နော် 6000ရှိတယ်6000ရှိတယ်ထားတယ်တကောင်းထားလိုက်တော့နော်စံတပေမှာတကောင်းတော့ရှိတယ်ဒီမှာစံတုံးခွက်ကူတင်းနဲ့ဆယ်လောက်နဲ့ဝယ်မယ်ဆိုရင်တပီမှာဘယ်လောက်ရှိတယ်စဉ်းစားပါတကယ်လားဟောလေတကယ်တကယ်တကယ်အသာအဖြစ်ပြတ်နော်အဲ့အဲ့ chain ရောက်လာမယ်နောက်ပြီးတော့နောက်ဆုံးတော့တတိယတတဝါကဗာလဲမြင်းမွဲ့ မြင်းမွဲမြင်းမွဲဆိုတာကျွန်တော်မြေခိုးရောင်ပုံစံပေါ့နော်ကျွန်တော်ဗမာစကားနဲ့ဆိုရင်မြေခိုးရောင်ပုံစံနဲ့အဲ့လာပြီဆိုရင်အဲ့အနောက်မှာပါလေဒါပဲဉာဏ်ပဲဖယောင်းနဲ့တယောက်ဉာဏ်ပဲပြုမယ်ဒါပဲမတိပဲအစာကောင်းပါချင်းနာရီတိပဲခုချိန်မှာစကားမဆက်ပြောမယ်ကိုဗစ် ယောဂမပြုတ်သေးဘူးနော်အဲကောင်းကောင်းလေးစဉ်းစားရှိရှင်းနဲ့တတိထားရှိရှင်းနဲ့ကိုပြီးယောဂလုံးဝမပြုတ်သေးဘူးအဲ့တော့အခုအပြင်သွားပြီနေပူနေပူတန်လက်တိတ်ပြီးတော့မခံနဲ့အပြင်သွားရင်ဖြီးဆောင်ထားပါနော်နောက်ပြီးတော့အပြင်သွားပြီးအိမ်ပြန်လာပြီးရှင်ကိုလည်းကိုကောင်းကောင်းရှေးပါနောက်ပြီးတော့မနစ်ထားတဲ့ခါမှာဖြစ်နိုင်လို့ရှင်အနည်းဆုံးရင်းလေးတစ်ခွက်တောက်ပေးပါ ဟောဒီမှာအတင်းတို့တန်းသားတွေကိုကျွန်တော်စေတနာနဲ့ပြောတာနော်ကျွန်တော်လည်းကြိုးစားပြီးတော့လုပ်တာကေတန်ချင်းတရားဆိုတာအဲ့ကေတန်ဝိညာဉ်ကေတန်ဤပဲကျွန်တော်ပြောနေတာပေါ့ဟိုဒီမှာခန္ဓာကိုယ်ကေတန်ကေတန်တဲ့တရားကိုလည်းကျွန်တော်ပြောတာနော်မနေ့ထားလာတဲ့ခါမှာအ ਨੇ ဆုံးရေဝက်ရေနွေးတစ်ခွက်ကိုတောက်ပါနော်အပေါ့အပားတွေအလေးတွေတွားပြီးတဲ့နောက်ပိုက်မှာဒီတခါလေးအထမင်းမစားနဲ့နော် ုလက်ကိုစပ်ပြန်တဲ့တခါအနေဆုံးသေးပါကိုဗစ်ကိုဗစ်ရောဂါလုံးဝမပြောသေးဘူးအော်ကွန်ဗီလုံးတရားတက်တော့လေဆေးဦးဆေးဦးထုတ်လို့တဲ့သူကလည်းသူ့ရဲ့ပါဝါလို့ခေါ်မလားသူလုံနိုင်တဲ့စွန်းအင်စွန်းအားနော်ရှော့တောင်းတခါလေသူတို့လုံပလိုက်တာကုံစည်းလုံးတက်တာသူလုံပလိုက်တာအဲ့တော့ရှေးတရားလဲသူ့ရဲ့ ဘယ်လိုပြောမလဲအာသူရဲ့စွမ်းအားပေါ့နော်အရင်တော့မဟုတ်တော့နော်နောက်ပြီးတော့အာလူတွေကခံနိုင်မရှိကြတော့နောက်ပိုင်းခံနိုင်မရှိအဲ့တော့ဒါတကယ်ဖြစ်ပြဆိုတော့အနန္တရားပဲဆိုတော့ဆရာထောင်းလုံးလည်းတည်ပါတယ်ဟိုတနည်းလိုက်တရားမှာကျွန်တော်တို့ရှာစုเนาะဒီမှာလဲလာတရားလာဟောဘူးတယ် တရားလာဟောကူတယ်။အဲ့တော့ဆ iam မတူနာပြုဆ iam မတည်းကလေ့ကျင့်တဲ့ပုံစံနဲ့သူ့ဖြေထိုးလိုက်တော့အဲ့မှာပါတော့တာဟောပေါ့နိနိလေးပဲလူတော့တယ်။သူအသက်ပါတော့ဖို့နိနိလေးလူတော့တယ်။အဲ့ဘာဖြစ်လို့လဲဆိုရင်ဆ iam မတည်းရဲ့မှားတာတော့မှားတာလည်းပါတယ်။ဒါပေမဲ့အဲ့ test ပို့ဆိုတာပါလေလူအားလုံးကခံနိုင်မရှိတော့ဘူးဆိုတာပြလာအဲ့ဒါဖြစ်လို့လေ ိုဗစ်ရဲ့ဆိုးကျိုးပေါ့နော်ကိုဗစ်ရောဂါနောက်ပိုင်းဆိုးကျိုးပေါ့နော်အဲကြောင့်ဒီကျန်းစာမှာနာရီတီဗီဆိုတာရေနော်အဲ့မှာတတဝါဒီမြင်းမွဲနော်ဒီမြင်းမွဲပုံစံရောက်လာပြီဆိုရင်အဲဒီတတဝါ၄ပါးပေါ်လာပြီဆိုတာနဲ့တခင်တဲ့ရှုဝါတပံပြန်ကြွလာမယ်နောက်ပြီးတော့တခင်တဲ့ရှုဘယ်ကနေ ပြန်ကြွလာမယ်ဒီတန်လွန်တောင်တန်လွန်တောင်ဆိုတာဂျေရုရှလင်နော်ဒီဣတရီလနိုင်ငံမှာရှိတယ်အဲ့တော့အာဘယ်လိုကျန်ဒါလည်းကျန်အခန်းကြီးအခန်းကြီးတစ်အပိုင်ငယ်ခွန်မှာပါပြောထားလဲဆိုရင်မြန်မာလိုထဲမှာတော့မပါဘူးဒါပေမဲ့အင်္ဂလိပ်လိုနဲ့ကျွန်တော်ချင်းလိုထဲမှာမျက်စိရှိတဲ့လူနော်မျက်စိရှိတဲ့သူအားလုံးကသူ ကြွလာတဲ့တခင်တွေစုနော်မိုးတိမ်ပေါ်ကနေဆင်းလာတဲ့အာကိုမြင်လိုက်မယ်တဲ့အာကျွန်တော်တို့ဟိုနိုင်ငံမှာရှိတဲ့သူဟိုနိုင်ငံမှာဖြစ်ပျက်တဲ့သူကျွန်တော်မျက်စိနဲ့ကျွန်တော်ဘယ်လိုမြင်မှာလဲဒီကနေ့ကျွန်တော်တို့ဒီအာဆန်းဆောင်မှာဖြစ်တဲ့အာကိုကျွန်တော်မျက်စိနဲ့မမြင်ဘူးလေနော်ခဏကြဲအာကိုကျွန်တော်ဆက်ပြီးတော့ပြောပြောပြမယ်နော်အဲဒီဒီတတဝါဟူလေးပါကျွန်တော် ပြောပြပြီအခုရှင်မတက်ခွေဝင်အခန်းကြီး24အပိုင်ငယ်30ခွန်ကနေအာပြန်သွားမယ်ဆိုရင်အဲပထမနမိတ်ကပါလေရေလွှမ်းမှုချင်းမဖြစ်မီကာလ၌နောဤလက်ထက်ကဲတော့အဲနောဤလက်ထက်မှာပါလေလူတွေကပျော်မျိုးကြတယ်လိန်တူဆက်ဆံကြတယ်နော်အာလိန်တူအရန်တဘောကြရဲကျွန်တော်တို့တယောက်နဲ့တယောက်ဟုတ်မလားကျွန်တော်ခုချိန်မှာမင်္ဂလာဆောင်တယ်ဆိုတဲ့ဟာမှာ အမျိုးသားနဲ့အမျိုးသမီးเนาะထိမ်းမြလက်ထပ်မမင်္ဂလာဆောင်အခုနောက်ပိုင်းကျွန်တော်တို့မြင့်မြင့်ကိုတွေ့เนาะ online ထဲမှာတော့လကောင်းအာကျွန်အပြင်မှာယောက်ျားချင်းချင်းမင်္ဂလာဆောင်ကြတယ်မိန်းမချင်းချင်းယောက်ျားဟိုပေါ့မင်္ဂလာဆောင်ကြရဲ့ဒါပရမဟိုနာမည်လို့ခေါ်မလားเนาะနောက်ပြီးတော့ဖယားမဲဝါရတွေကျွန်တော်အခုအရင်တော့က လိုစီဖာတဲလော်ရှိတယ်ဆိုတော့ကျွန်တော်မယုံဘူး2019တုန်းကကျွန်တော်အမေရိကသွားတဲ့အားမှာတကယ်လို့ရှိဒီပေါ်ထဲမှာကြည့်ပါတို့တို့တို့ကားလိုက်ကူဘယ်လိုလုပ်လဲပြောင်းပြန်လုပ်တာခွင့်ရန်ကူဒေါ်လာနဲ့နော်အာမျိုးတွေတို့ခွင့်ရန်ဒီရဲ့ဟိုလှုပ်ဆောင်တဲ့တိုင်း အာပြောင်းပြန်ပြီးတော့လှုပ်လိုက်တာအမေကမှာပဲခုနေ့ကစလဲဆိုရင်1960ဆိုတော့ဒီမှာဆရာမတို့တော့လဲလဲတော့မြင်ပြီပေါ့နော်အဲ့ချိန်မှာသူစပြူတာတော့ဖယားမဲ့ဝါရတွေပေါ်လာတယ်နောက်ပြီးတော့ဒုတိယနမိတ်မှာဘာလဲဆိုရင်ကျွန်တော်တဏိမဲ့အနေကြတယ်နော်ဘာမှဟိုထူးထူးထွေထွေကျွန်တော်တို့ အာမရှင်းစကြတော့ဘောနော်အာအမအဒီတခင်သေးစုပြန်လဲကြွလာမဲ့အရေးအယုံကြတော့ကျွန်တော်တို့အမျိုးမျိုးတော့အခုနောက်ကျွန်တော်အများကြီးပြောထားပြီးပြီနော်ပထမမြင်းဖြူမြင်းနဲ့မြင်းနီမြင်းမွေနော်ခုနပြောထားပြီးပြီ အဲ့ချိန်မှာတခင်နေစုပြန်လာမယ် richa ရောက်လာတဲ့ခါမှာလေနဲ့ရှိတော့သူနေရောက်တော့သူတယောက်ကိုတင်ပြီးတယောက်မူကနေရရတဲ့အတန်းတိတ်ဆုံးတိတ်တော့သူနေရောက်တော့သူတယောက်ကိုတင်ပြီးတယောက်မူကနေရတဲ့အတန်းအဲ့တခင်နေစုပြန်တွားလာတဲ့ခါမှာအဲ့နော်တိတ်ဆုံးမှာအလုံးလုံးနဲ့လူနေရောက်ကတယောက်ကိုယူပြီးတော့တယောက်ကနေရရလိမ့်မယ်အဲ့တော့ဒါတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒါတခင်နေစုပြန်လဲ richa မှာ မဖြစ်ရင်တော့မဟာကျွန်တော်တို့အာလေမယာချင်းချင်းလေအနုတမေပါသွားပြီအနုတာရှိတည်တယ်ဆိုရင်ဒါလည်းသူ့ရဲ့အရေးအကြောင်းဟုတ်အောင်လားနော်ဒါတတ်တတ်အဲ့ချိန်ကျင်တခင်တေစုတကယ်တကယ်ပြန်လဲကြွလာလို့ရှိယုံကြည်သူကနော်အော်ကျွန်တော်တို့တန်လိုက်ခဲ့တော့နော်တန်လိုက်ခဲ့တော့ဒီမှာတခင်တေစုကမိမိကေတင်ပိုင်ရှင်ဖြစ် မိမိအတ္တတခင်ဖြစ်လက်ခံယုံကြည်တဲ့ဝိညာဉ်နှစ်ချင်းเนาะတန်ရှင်တော်ဝိညာဉ်တော်ရဲ့တန်ရှင်တော်ဝိညာဉ်တော်ထဲမှာနှစ်ချင်းခံတော်သူတွေကအဲ့မှာတစိတ်ခတ်ချင်းနှလုံးသားထဲမှာတစိတ်ခတ်ချင်းခံရတယ်အဲ့ချိန်မှာတခင်လေးဆူအောင်မူးတိန်ချီလာပြီးတော့အောက်မှာကျွန်တော်မူးတိန်အောက်ချီကိုကျွန်တော်တို့ကောက်ပြီးတော့လာပြီးတော့ခေါ်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်ဥပဝေဆရာတို့ခိုင်ထားပြီးပြီ နော်တန်ရှင်တော်ဟူရင်တော်ရဲ့တစိတ်အမတ်အတားကိုကျွန်တော်နှလုံးသားထဲမှာရှိတယ်ဆိုရင်တော့မိုးတိမ်ပေါ်ကနေကျွန်တော်တို့တန်လိုက်တယ်တော့ကျွန်တော်တို့ကိုခေါ်မှာနော်အဲ့အတွက်ကျွန်တော်ပြင်ဆင်ရမယ်ဘယ်လိုပြင်ဆင်ရမလဲတခင်တွေစုကိုနှလုံးသားစိတ်နှလုံးသားထဲကနေခေါ်ပိတ်ပြီးတော့လက်ခံယုံကြည်တော့သူဖြစ်ဖို့ဆိုတာအရေးကြီးတယ်နော်အခုနောက်ပြောတော့လို့ တဟင်းဒီဆိုอ่ะအေးတလန်တော့ပေါ်အာနီမူတင်းနော်မူတင်းကောနီစင်ပြီတော့ယုံကြည်သူဖိတ်ခေါ်မယ်တခင်းအာယုံကြည်သူတွေကိုတန်လိုက်ခဲ့တော့ဆွဲခေါ်တဲ့ချိန်မှာကျွန်တော်မျက်စိအားလုံးကမြင်မယ်ဆိုတော့ဘယ်လိုမြင်ရမှာလဲအခုကျွန်တော်ဖုံးနဲ့ခုမှရှိတဲ့ဖုံးနဲ့တခါလဲ live လွှဲလို့ရနော် live လွှဲလို့ရတယ်ဟာကွာ ဒီမှာကျွန်တော်တို့ဒီမှာဓာတ်ပုံလိုက်ထားတယ်ကျွန်တော်တို့တရားဟောနေတယ်အခုကျွန်တော်တရားဟောနေတာကိုတွေ့ချင်တဲ့သူကနော်အနောက်နိုင်ငံတွေလည်းကြည့်လို့ရတယ်ချင်းပြည်နယ်ကနေလည်းကြည့်လို့ရတယ်တခါလည်းကြည့်လို့ရတယ်တခါလည်းကြည့်လို့ရတယ်နော်အားချောင်းနေရာကိုကျွန်တော်မျက်စိအားလုံးနဲ့မြင်မယ်ဆိုတာကိုကျွန်တော်တို့အာကျန်းစာနဲ့ ပြန်စာရဲ့ပေါ်ပြထားတဲ့အတိုင်းကျွန်တော်ပြီးပြီးဆုံးဆုံးမပြောနိုင်ရင်တော့မှเนาะအရေးရောပြောသွားမယ်အရေးရောတော့နည်းနည်းပါပါနားလည်မယ်လို့ထင်တယ်။အားလုံးကျွန်တော်တို့ဒီရုံချီပြီးမှခရံပြီးပြီးမှဒီခက်ခဲပေါင်းစုံတွေကျွန်တော်တို့မကြုံရဘူးမဟုတ်ဘူး။ကြုံရမယ်။နာပြီးတေပြီးเนาะဒီပြဿနာတွေကျွန်တော်တို့ကြုံလိမ့်မယ်။ဒီတော့တော့မှ ခေါ်တော်မူချင်းခံတဲ့သူခေါ်တော်မူချင်းခံတဲ့သူကတော့ဒီဟာကိုမကြုံရဘူးပေါ့ဒါပေမဲ့နောက်ဆုံးတော့ကာလမှာတခင်နေစုပြန်တွက်လာတဲ့ခါမှာဒီခေါ်တော်မူချင်းခံသွားတော့သူဒီကနော်နော်အဲဒီအတန်းတော်ဒီခံယူချက်အတိုင်းခေါ်တော်မူချင်းခံတော့တော်သူရဲ့ပြန်ပြီးတော့တခါပြန်လဲပြီးတော့ရှင်ပြန်ထမြောက်ပြီးတော့ခရစ်တော်နဲ့အတူနော်ကျွန်တော်မူတိန် อโปเนาะไอ้ปอมาจังโลตุเรวิญญาอารมณ์กูวยขอปีรอตุเนตุဝငนซาตัวมาผิดไปสุดาหูเราจันสาเยพอปะได้ใต้เนาะถ้ามาลงคิดว่าเฉยโนไม่เอารอหูရှင်มาเตคิวขันจี่29กูพัดได้ขามาคริตโตอมีจี้แท้มาจะจนชิงขายายตะจนชิงขายาโดตูเปลี่ยนแลปิ๊ดรอရှင်เปลี่ยนท่าเมี่ยวได้ขามา တခုတည်တော်သူတဲ့ဝိညာဉ်ကိုတွားဖိတ်ခေါ်တယ်လို့ပြောတော့ရှင်မသက်ခွင့်ဝင်ခါကျင်းတဲ့ဆက်ကွန်မှာကျွန်တော်ပြောထားလိုက်ခါအဲ့မှာကျွန်တော်ပြန်လည်ပြီးမှဖတ်လို့ရှိရင်တွေ့ရနိုင်မယ်ကျွန်တော်အသေးစိတ်မပြောတော့ပဲလေเนาะရဟူကျွန်တော်ဟိုနေအနေငယ်ပေါ်ပြတ်သွားချင်တာဖြစ်တယ်အဲဆောင်ပရမသရီတတဝါသူကြတတဝါအခုချိန်မှာမင်းနေပေါ့နော်ဒုတိယတတဝဖြစ်နေတဲ့ချိန် တတိယတတဝါခြေလန်းလန်းနေတတိယတတဝါကပါလေမြင်းနဲ့မြင်းမွေးကြတော့အာပညာရှင်တွေက2030 2030ဟာနေစပြုတ်မယ်လို့ပြောတချို့တချို့နိုင်ငံမှာဆိုရင်ဒီစက်တင်ဘာလမှာခရစ်တော်ပြန်လဲကြွလာမယ်လို့ပြောတယ်ဒါပေမဲ့ရှင်မသက်ခွင့်ဝင်ပြန်ဖတ်လို့ရှင် အဲ့ကျမ်းစာမှာဗာပြောထားတယ်အပိုင်ငယ်နဲ့အပိုင်အပိုင်ငယ်လေးစနေမတင်တော့အရှင်ဒီပဲချင်းနိုင်လိုက်ရောက်လာမယ်ကိုတင်တော့မတိအာ東西東西叫嘛，然后做个青菜油，加阿白豆苗，麦地。 ကောင်းကင်တမန်မတိနော်ငါခမဲတော်တပါတိတတိတော်လို့ရေနော်ဒီတခွတခွတော်ပြန်လဲကြွလာမဲ့အချိန်ကျတော့ဘယ်သူမှမတည်ဘူးခရစ်တော်ခမဲတော်ဘုရားနဲ့တည်အဲ့တော့တချို့တော့သူတရားတော့အာဒီလာမှာပြန်ကြွလာမဲ့အဲ့လိုမျိုးမျိုးပြောတာဖြစ်လဲဖြစ်မယ်ဒါမဲ့ကျွန်တော်မတည်ချဘူးပေါ့နော်မတည်ချဘူးဒီဖဖရားခမဲတော်ပဲတည်တယ်အဲ့တော့ဒါမဲ့ အရေးရောနော်ဒီကျမ်းစာထဲမှာဒီရှင်မသက်ခွင့်ဝင်ခါးကျင်းတဲ့ဆယ်လီကျတော့ဘယ်သူပြောတာလဲခရစ်တော်ကိုယ်တိုင်ပြောတဲ့စကားတွေနော်ခရစ်တော်ကိုယ်တိုင်မင်းမွတ်ထားတဲ့စကားဒီရှင်မသက်ခွင့်ဝင်ခါးကျင်းတဲ့ဆယ်လီနော်အဲ့ဒါကိုသူကနော်ရီဆိုနော်ရီလက်ထက်ဆိုတာမျိုးသူကအတိမပြုတ်ထားတယ်တူကိုယ်တိုင်လက်ဒီပြုတ်ထားတယ်နောက်အကြောင်းကျွန်တော်ဒီအာခရစ်တော် ပြန်လဲတွက်လာမဲ့ချိန်ကိုအာကျွန်တော်စောင့်မျှော်ရင်းနဲ့เนาะအာနောက်ဆုံးတော့ဟိုကျွန်တော်ကြံကျွန်တော်တရားဟောတာနောက်ဆုံးအနေနဲ့ကျွန်တော်ဗျာနဲ့ကြာခန်းချင်းစနစ်နောက်ဆုံးကိုအတူတကွာဖျက်အောင်အာကျွန်တော်နောက်ခန်းနေလိုက်ဆိုပြီးပါဗျာနဲ့ကြာခန်းချင်းစနစ်ပိုင်းနဲ့20နဲ့20တိเนาะငါဒီငါဒီအလဲအမြဲအလဲအမြဲလာမီမန်ပီဟူ ဧယာမြကုတတိခန္တော်သူမိန်တော်မူ၏အာမင်သခင်ယေရှုကြွလာတော်မူပါငါတို့သခင်ယေရှုခရစ်အာရုံတည်သူတော်သည်တန်ရှင်းသူအပေါင်းတို့၌ဖြစ်စီတည်းဒီကျမ်းစာရဲ့နောက်ဆုံးမှာပေါ်ပြထားတယ် တခေလေးစုတခါပြန်လဲပြီးတော့တွက်လာတယ်เนาะအဲ့ဒါကိုကျွန်တော်တခေလေးစုပြန်လဲပြီးမှကြွားလာတဲ့ခါမှာသူနဲ့သူဘုံတော်ဝင်စားတဲ့ခါမှာကောင်းကင်နိုင်ငံဝင်စားဖို့အတွက်ကျွန်တော်တို့ဘာနဲ့ဆောင်းရမှာလဲသူရဲ့သွေးတော်တခင်သေးစုကဲတည်တော့အရာတွေကိုနှလုံးသားထဲရနေเนาะမိမိနှလုံးသားစိတ်နှလုံးတကားကိုဖွင့်ပြီးတော့တခင်သေးစုကငါရဲ့ကဲတင်ရှင် တမလွန်ဘဝကူစိတ်ချစီတော့လုံထုံစီတော့တခင်လေးစုဖြစ်တယ်ဆိုတာကိုနှုတ်ကနေဝန်ခံပြီးတော့เนาะယုံကြည်လက်ခံတော့သူဖြစ်ဖို့အဲ့ဆင်ကျွန်တော်ဘာပဲကြုံကြုံဘာပဲလာလာဘယ်အရာပဲကြုံကြုံဘယ်အချိန်ဒီပဲရောက်ရောက်စိုးရင်ပူပန်စရာလုံးဝမလိုเนาะနားလည်နိုင်ဖို့ပြန်ကောင်းကြည့်ပါစေ